အဲ့တော့ဒီကနေ့မိုင်းမိုင်းထောက်ထားတဲ့နေရာမှာဘောထိုင်ရတယ်အဲ့ဒီကနေ့ရတယ်မလားပြန်လာတယ်မိုင်းထောက်တဲ့ပုံမှာအဲမိုင်းကောက်ခဲထောက်လာတယ်ကောလည်းဘယ်နဲ့စီးလဲမသိဘူးအဲ့ဒီမှာလေပို့အော် င်္ဂလာပါဒီတစ်ခေါက်မှာလည်းကျွန်တော်မြေပြင်မှာအဲတိုက်ပွဲဝင်နေတယ်ပေါ့နော်အောင်မြင်မှုတွေလည်းရနေတယ်အဲတပ်ဖွဲ့ဝင်တယောက်ပေါ့နော်အဲသူနဲ့ကျွန်တော်မိတ်ဆက်ပေးခြင်းနဲ့သူစီဆက်သွယ်ပြီးတော့သူရဲ့တိုက်ပွဲအတွေ့အကြုံတွေသူရဲ့ပါဝင်မှုတွေအကြောင်းကိုကျွန်တော်မေးသွားပါပေါ့နော်အဓိကတော့သူကဒါ CDM လောက်လာတဲ့ရဲတယောက်ပေါ့နော်သူရဲ့တယောက်ဖြစ်တယ်အဲပြီးတော့ဒီ limit ကြာဒီ ठी ပေါ့နော်အခုချိန် ठी ကိုပဲဒါတော်လိုင်းရေးတက်ဖွဲ့နဲ့အတူတူမြေပြင်မှာတိုက်ပွဲဝင်နေတဲ့တော်လိုင်းရေးဘော်တယောက်ပဲဖြစ်ပါလေဗျအဲညီလေးမင်္ဂလာပါ ဟုတ်ကဲ့ဘုရားမင်္ဂလာပါအဲနောက်ဘုရားမခေါ်ပါနဲ့အခုလောက်ဆိုရပါပြီအဲ့တော့ဒီဟာမိတ်ဆက်ပေးပါဦးမိတ်ဆက်ပေးပါဦးအဲဘလို့ဘလို့ပုံစံမျိုးနဲ့ဒီတော်လိုင်းမှာပါဝင်ပြည့်ခဲ့လဲဆိုတာလေးတွေရောကျွန်တော်အဲလောလာပိုင်း၄ရင်းနေမှာဖက်လာတာပေါ့အဲ့တော့ဒီမှာလေကလေးရတယ်ကလေးပဲရသေးတယ်အဲ့တော့ဟုတ်ကလေးပဲအဲ့ဒီအဲ့ဒီအဲ့ဒီကန်နေပြောတော့ထဲရောက်သွားတာဒီဒီလောက်တဲ့ငါကျွန်တော်တို့ အဲ့တော့ကျွန်တော်တို့ကျွန်တော်ရာစီပေါ့ဟိုမှာဟိုနဲ့ဆက်သွယ်နေတဲ့တရားလေဘူမူဂျိုနဲ့အဲ့သူနဲ့တူတူပေါ့အာအခုအခုလေးစီရောတော့ကျွန်တော်ကဟိုပါပေါ့ဗုတ်ပြင်းမျိုးနဲ့တီတူရက်တက်ဖွဲ့အာတာဝဖန်ဆောင်နေတယ်ဟောဟောဟောကလေးလေးဆက်လေးရက်သားနဲ့တီတန်လောက်ပြီးတော့ဒေါ်လိုင်းတက်ဖွဲ့တွေဘက်ကိုရောက်ခဲ့ပါတော့နော်အခုတော့ပြန်ကျုံးနေသူပြစ်နေပြီတော့ ya estoy ya estoy ya estoy ni ya yo no lo ni ni lo ni ni lo lo we เออก็တော့ကျုံးနေတာပဲဟောအဲစီဒီအန်အဲ့လိုမျိုးစီဒီအန်အစောကြီးပဲပေါ့နော်ညအခုစီဒီအန်လောက်တယ်ဆိုတော့အစောကြီးနေเนาะစောကြီးဆိုတော့ဘာကြောင့်မလို့အဲ့လိုဆုံးဖြတ်ဖြစ်တာလဲကလေးလေးရလဲငငယ်လေးပဲရှိသေးရဲ့အချိန်မှာကျွန်တော်တို့ရဲတပ်ဖွဲ့အနေနဲ့ကြတော့ ကျွန်တော်ပြတဲ့လူတွေဖြိုခွဲတယ်။อืมဖြိုခွဲရတော့ပုံမှာလည်းမရှိဘူး။ပုံမှာလည်းနေနေ။อืมအဲ့တော့ခရင်ပူတယ်ဟိုမှာဆော့ပြီးတော့စမ်းနေပြတာ။ပြတာပထမကျွန်တော်တို့ဆိုလို့ရှိရင်မလုတ်ချင်ဘူးကွာမလုတ်ချင်ဘူးအဲ့လိုမျိုးအဲဒုံနဲ့လိုက်ရဲသူဆိုရင်အဲ့စစ်သားတွေကကျွန်တော်တို့ရေးယူနေပါဝက်ပြီးတော့ဒုံတွေတိုင်းနေကန်ပြီးတော့သူတို့လည်းလုတ်တယ် เออဟုတ်တယ်ဟုတ်တယ်အဲ့ဒါတိတော့ရဲအာအာတော့ရဲဟုတ်အဲ့လိုမျိုးလောက်တာကျွန်တော်တို့ကျွန်တော်တို့မြင့်မြင့်ပေါ်တာရဲစခါနေပြီးတော့ယူနီဖောင်းရဲယူနီဖောင်းတွေဒီဒုံးတွေတိုင်းနေဆောင်းတဲ့သူတို့တိုင်ရင်းထဲပို့ရတယ်ပို့ပြီးတော့သူတို့ကအဲ့ဒီရဲယူနီဖောင်းကိုဝတ်ပြီးတော့မှဆန္ဒပြတဲ့လူအုပ်ကိုဖြိုခင်းတာအဲ့လိုမျိုးอืมအဲ့တော့ကျွန်တော်မိန်းမနဲ့တိုက်ပြတော့မိန်းမကအဆင်မပြေဘူးဒီမှာဒီကလေးကလုံနေကြတဲ့ မဆိုင်တဲ့လူတွေကဆောက်ဖမ်းရတာပါလိမ့်မယ်မသိဘူးอืมအဲ့လိုမျိုးအဲ့ဒါလေးလှုပ်ချေတယ်ဆိုရဲလှုပ်ပေါ့အဲ့လိုမျိုးအော်အဲ့ဒါလှုပ်ခဲ့ပါအဲ့ဒါကျွန်တော်ကအမကူလာဘုံမိုးကျိုးကျွန်တော်ကတိုင်ပေးတယ်အဲ့တော့သူကဘုံလေးဘုံလေးစီပြင်းလှုပ်ရအောင်လို့ကျွန်တော်ပြောအေးစီဘောကနေခဏလေးစလိုက်အောင်လေသူကကျွန်တော်ဟဲ့တည့်ရစော်သွားတယ်အော်ကျွန်တော်အေးစီလို့ပြောမှာသူကအေးထွက်သွားတယ်အဲ့လိုမျိုးအဲ့တော့မနေ့ဆိုကြီး မနေ့ဆိုရင်ကျွန်တော်ထွက်တော့တရားရုံးကမီလောင်နေတယ်မီလောင်တော့ဆရာကြဲလို့ပြဟိုအနေမီမီပလဲနေနဲ့ပြည့်တာပေါ့အင်းအဲ့တော့တရားရုံးမီလောင်နေတယ်အဲ့ချိန်မှာကျွန်တော်အဲ့ချိန်အောင်ဆောက်ပြီးတော့လာနိုးတယ်လာနိုးတော့လောက်ချီလောင်လို့သူ့အတူလောင်နေရတော့တော့တော့ကျန်တဲ့ဦးရဲ့သွားတဲ့ချိန်မှာတော့ကျွန်တော်ဖိတ်ပြီးတော့မနေ့၄နိုင်တော့ဖိတ်သွားတာညနေတစ်ခါလွန်မြောက်နေမြေတစ်ခါပေါ့အဲ ဒီလေးဒီလေးဘာလူမျိုးလဲကျွန်တော်ဗမာပဲဟုတ်လားကျွန်တော်ကတော့ဒီအစဆိုတော့စကားဝဲတော့ဗောအော်အဲအကြောင်းဝေးကြည့်ရအခုတော့ဒါတော်လိုင်းတက်ဖွဲ့တွေဘက်ကိုရောက်ပြီးတော့၄နှစ်လုံးလုံးပဲဗောနော်စီတန်လုံးပြီးနောက်ပိုင်းမှာဒီစစ်ကောင်စီကိုဗောနော်အာပြန်ပြီးတော့တိုက်ပွဲဝင်နေတဲ့သူတယောက်ဖြစ်လာပြီဗောအဲ့တော့မမတ်ရဲ့ဖြစ်တဲ့တိုက်ပွဲတွေပါလိရှိလား မမရရဖြစ်တဲ့တိုက်ပွဲဆိုရင်ကျွန်တော်တို့ဒီ2024ဆစ်လပိုင်း9ရင်းဒီမှာဒီကျွန်တော်တို့လက်ရှိခုနေတဲ့နေရာနဲ့ပြီးတဲ့ရွာမှာအဲ့ဒီပုံချောင်းမှာတဆွဲထားတဲ့တောက်ကိုကျွန်တော်တို့ပွားပြီးတော့တိုက်တာပေါ့อืมပထမပွားတိုက်တော့ညညနေပိုင်းကျွန်တော်တို့သွားတာသွားတော့ဟိုတော့တဖြည်းဖြည်းချင်းခိုက်ပြီးတော့သူတို့တော့ကန့်နေပြီကန့်တော့ကျွန်တော်တို့ကကျွန်တော်ကမေးတော့ပေါ့ အဲ့ဒီအဖွဲကားစားကျွန်တော်မေးရပူပါအဖွဲဆိုတော့ကျွန်တော်သူတို့မေးတော့တော့မလားကျွန်တော်မေးတော့ခဏနေစာအောင်လဲ6နိုင်ဖွဲလာမှစမယ်လေသူကလည်းပြော6နိုင်ခွန်အစစပေါ့နောက်တော့6နိုင်လည်းကြော်လည်းကြော်ရသူကပြန်ဆိုးရအောင်လဲတင်းပေါက်သွားပြီလေဟုတ်လားလို့အဲ့ဆိုလဲပြတ်ဆုံးပြတ်ဆုံးမယ်ဆိုတော့အဓာနာရောက်တော့ကျွန်တော်14နဲ့သုံးလုံးထူလိုက်တယ်ဟုတ် ီကောင်လေးတဲ့ကဆိုးလာမသိဘူးကေသမားတော့တော့ကြောက်တယ်ကိုဒီတော့လို့ထူတယ်ကေသမားသေွားရောအဲ့သေွားကောင်ကိုတို့ကတိုင်ရင်မပူပဲလေအဲ့ဒီဖုန်းချောင်းသိအနောက်ဘက်မှာရောက်တဲ့ဟာလေးနဲ့တူတူပြီးတော့ပေါ်တဘောလေးညှုပ်ပါထားခဲ့တာဩနောက်တည့်မိနစ်လဲတော့ညမပြည့်ရဘူးဆိုတော့မကျင်တော့ဘူးလို့ကြက်တော့ချောင်းမယ်တော့အဲ့တော့ ်ပေါ်တေးကျွန်တော်တို့ကာလမတိုင်းပဲဖြစ်လာကာလမတိုင်းဖြစ်ပြီးတော့ပူဇော်အစီအစဉ်ကစီအိုတော်ထဲဝင်လာဝင်ပြီးတော့ရဲဘော်တွေနေရာချအဲ့တော့ကျွန်တော်တို့သွားချတဲ့ခြေဆိုဒီကလေးကတဏမရှိဘူးအင်ဂျီတွေလည်းမရှိဘူးအောင်းဖြစ်တဲ့ပုံစံနဲ့ပေါ့အာအာအဲ့လိုမျိုးနေအဲ့နေတော့ဆောင်းနေအနီနာကတ်ကတ်ပြီးတော့မှအဲ့ဒါပြည့်လာလောက်ကာလမပေါ်မှာကိုမောင်းနေတာမလဲဘူးကွာ ်တော့လားကျွန်တော်ချအဲနားတော့ကျွန်တော်တို့လူတွေကအထီဝါတဲ့ရဲဘော်တရားဆိုလို့ရှိရင်သူကစီအုပ်ပေးအောင်မဝော့နေတာဝော့နေကျွန်တော်တို့ကတိုက်မိတော့ဘောနော်ငါတို့တက်လုံးတော့မယ်လို့ဝယ်စည်းမယ်ဘောနော်အဲ့ဒီပုံကြောင်ဝယ်စည်းအောင်လို့အဲ့တော့ရဲဘော်တွေကျွန်တော်တို့လိုက်ခေါ်နေတဲ့အချိန်ကျွန်တော်တို့လည်းရနေတယ်အဲ့နောက်မှာဟွန်းရဲဘော်လည်းဒီမှာ6ယောက်ရှိတယ် အဲ့မှာအလဲတဲ့ယူလက်နဲ့ကြည့်တော့လာကြတယ်။အော်။လာကြတော့နောက်ထိတဲ့တရားကကြတော့တာဒိုင်ဟာဆိုတော့မရတော့ဘူး။တရားကကြတော့စရာမောထိလာတယ်။တရားကတရားကကျွန်တော်တို့ရဲရဲတောက်ဖဲတယ်ဒီပဲ။အော်။တရားကကြတော့ KNLA နောက်တော့ဒီတရားပေါ့။သူလက်ရှိကျွန်တော်တို့နေတဲ့တာခွဲကတာခွဲတာခွဲလေးရရဲပေါ့တရား။သူကတော့ကြောက်သွားတယ်။ အဲကျွန်တော်တို့ကတင်းတော့မဲ့သူတို့မှပြအားလည်းမရှိတော့ဘူးอืมကျွန်တော်တို့ဖတ်ပြတဲ့အချိန်မှာလည်းကိုဟိုကြအနောက်ကိုငားရောပြီးသွားပြီသူတို့ကငားရောထပြီးသွားပြီမပြေတော့ဘူးအဲ့လိုအဲကျွန်တော်တို့သူတို့ပြတဲ့တန်းတောင်နားထောက်တယ်နေရာ၃ရက်လောက်ပဲကျန်တယ်အဲသူတို့နေနေရာလည်းပဲဒီလင်ညာပေါ့ငငါကို960တိုင်းနေနေနေတယ် လက်နေကြီးတော့ရောက်တော့ပေါ့130လေးပေါ့လို့ဆိုရောက်တယ်ဟုတ်အဲ့တော့ဒီလက်နေကြီးပြစ်ကိုပေးတော့အဲ့မှာလာကြတော့ကျွန်တော်တို့ကတော့ကျွန်တော်အနောက်ဘက်မှာကြတာကွဲတယ်နမဲလူတော့မထိလိုက်ဘူးတော်တော်ကကောင်းတယ်ပြောတယ်ဟုတ်အဲ့မှာကျွန်တော်တို့ရဲဘော်တရားအသက်ပေးလိုက်ရတယ်ဟုတ်မမရရဆိုပြီးရင်ကျွန်တော်တို့သူတို့ကလည်းတောင်ကုန်းဘုံမှာလက်နေကြီးထိုင်လာတာဟုတ်အပီချက် ဆောက်တော့ကျွန်တော်တို့ပြန်ဆုတ်လာတယ်ပြန်ဆုတ်လို့ပြောခေကြောင့်မို့တော့60ဒီ3လုံးခုမယ်တဲ့3လုံး3လုံးခုပြေရပြီပေါ့သူကအဲ့လိုပြောကျွန်တော်တို့အဲ့60တည်းထောက်လိုက်တယ်ပေါက်ကြရပဲဘာမှမချိန်ဘူးပေါက်ကြရထောက်ထောက်ပြီးတော့အမပူရဲဘာလို့ချီပြီးတော့တလုံးကောက်ထုတ်လိုက်တာဘုံငူးနားမှာတော့ကြရတယ်အဲ့တော့မနေ့ကျတော့ကျွန်တော်စေချောက်တော့ပြင်းနေပြီဆင်းလင်းတော့ ်ဒီနေ့ဟာတွေ့ရတယ်စောက်ပြန်တော့တော့မူကြအဲ့မချိန်မဲထူလာတော့အကောင့်တည်းရဇာတာအဲ့လိုဖြစ်နေအဲသူတို့ကကျွန်တော်ကျွန်တော်တို့ပဲသူပြစ်မလွှဲနေတာမပြစ်ပြစ်မလွှဲပြစ်နေတာချိန်စာတွေစူးနေတာဟလာဝက်တွေလဲနေတာဒီကောင်နေကျွန်တော်တို့ပေါ်လို့ရှိရင်ပေါ်တင်မဲအဲ့လိုမျိုးပေါ်တင်မဲသွားတယ်ဒါလည်း သူတို့ပဲထိတယ်သူတို့ပဲမထိဘူးအဲ့ဒါဒါပေမဲ့အဲ့လောက်အဲ့လောက်ကြီးတော့အရင်ကြီးဟုတ်လားအဲ့လောက်ကြီးတော့အရင်ကြီးအရင်မပိုးနဲ့ပေါ့လေအဲအဲရဲဘော်တွေကမနေ့ပြောရတယ်ဒီကတည်းကဩတနပ်ပြရမယ်ဆိုရင်ခွေးနဲ့စစ်တိုက်ရမယ်ဆိုရင်တော့စောက်လို့မရဘူးဟုတ်လားဩဘာချောင်းလဲပဲသူတို့ပဲထိတယ်အဲအဲဒါမှဒီ ်တနေနေ့လည်းငါလေးလပိုင်းလေးလပိုင်းကျွန်တော်လူတွေကဂိမ်းမှာရှိတယ်သူတို့တက်ရမယ်ဆိုတာတည်းရရတာပဲအဲ့တော့ကျွန်တော်ကမိုင်းလေးပဲချတာပြီးမိုင်းလေးပဲချပြီးတော့လာတသိလာချတော့ဘူးကျွန်တော်တို့အပီကျုံးမယ်ဆိုပြီးတော့ကိုလူတွေကတော့ကျေးပေါ်မှာထိုင်နေတာသူတို့မတွေ့ဘူးကိုလူတွေကသူတို့တွေ့တယ်အဲ့လိုပဲအဲ့ဒါမိုင်း thì coi này, máy máy thao nhiều mà có thay này, coi này này, lát rồi. Máy thao đen bộ mà, à, máy có khỏe thao này. Có này, bên này xì lên mà tiêu ra, tui nói đấy, bộ. Ồ, ồ. Cá tu đi đều là tui nói ra là bộ. đó thì máy thao đen nhiều mà thay. အဲဒါကတော့ဒါလုံးဝကိုရီနိုင်ကိုနိုင်ရမယ့်အကြောင်းရင်းပြီးရင်တော်လိုင်းပေါ်ထားတဲ့ခံယူချက်ယုံကြည်ချက်ပေါ့အဲကြောင့်ခုချိန်ထိအဲလုံးဝပေါ့နော်များရည်ဆိုရင်ပြောကြတယ်အဲ့လိုပေါ့ဒီစီဒီအန်လောက်ဖို့အတွက်ကိုအကြောင်းပြချက်တွေအများကြီးပေးကြတယ်ပေါ့နော်ဒါပေမဲ့ကိုကြည်ချာအဲ့လိုမဟုတ်လေးလေးငငယ်လေးပေါ့နော်မိသားစုကတကယ်ကိုဒေတာနုနုလေးအချိန်မှတော့မှပဲစီဒီအန်လောက်တယ်ပြီးတော့အဲ့ဒါနဲ့အားမရဘူးအခုကျပြန်ပြီးတော့တိုက်ပွဲဝင်နေတယ်ဒီနေ့ဒီချိန်ထိလဲချားနေတော့မှပေါ့နော် ပြီးတော့အခုချိန်ထိယုံကြည်ချက်ခုန်မှုချက်ပြင်းပြင်းထန်ထန်နဲ့ဆောနေတာသိရတော့တကယ်အရန်လေးစားတယ်ပေါ့နော်အဲတော့ပြည်သူတွေကလည်းဒီလိုမျိုးဖြစ်သားကောင်းတွေရဲဘော်တွေပေါ့နော်လူရဲကောင်းတွေကိုရထားတာတကယ်ကံကောင်းပါတယ်ပေါ့နော်အဲကြတော့အဲပြည်သူတွေကိုရောဒီစကားဝိုင်းရဲ့သုံးသက်နေအဲဘာပြောချင်တာရှိဘာပြောချင်လဲဆိုဟိုါပေါ့နော်ကျွန်တော်တို့တော်လိုက်လန်ခီရော ဟုတ်တာပေါ့ကျွန်တော်တို့ဆရာတွေလည်းတွန်းလိုက်တာရှိတယ်လေပန်းခင်းတဲ့လမ်းတော့မဟုတ်ဘူးအခုခင်းတဲ့လမ်းဒီလောက်ကြီးပြီးတော့ဒီလမ်းတော့ဆော့အောင်တော့တွားမှာပဲအဲ့လိုမျိုးအဲ့တော့ကျွန်တော်တို့လိုမျိုးပေါ်ပေါ်ငါအများတချို့လူဆိုလို့ရှိရဗျာကိုလိုမျိုးလည်းမလုံးနိုင်ဒီလိုကြီးရေကို ။ညာလုံးတွေလုံးလာနောက်ဆက်ပြေးရလေရှိတယ်။အဲ့ဒါဟုတ်တယ်။အဲကျွန်တော်ကိုမလုံးနိုင်ရင်ကိုကိုအသာလေးနေမကူညီနိုင်နဲ့မနောက်ဆင်းနဲ့ပေါ့အဲ့လိုမျိုးလားရှိတယ်။ဟုတ်ကဲ့။အဲသူကူညီနေတဲ့လူတွေလည်းသူတည်နေ။သူတည်နေ။အဲကျွန်တော်တို့မှဆိုရင်တကယ်မိသားစုရောကျွန်တော်မိသားစုလည်းအခုတော်တယ်မှာပဲ။ကျွန်တော်လည်းအတူတူပဲ။အဲ့လိုမျိုးပြန်မပန်းလုံနေရတဲ့အချိန်မှာ မိသားစုတော့အတော့အောင်တယ်ဟိုလည်းပြန်လာတော့တော့ဒါပေမဲ့အခုလည်းကလေးတယောက်ဆိုမှအခုကလည်းဗိုက်ကြီးတဲ့တလုံးကျွန်တော်တို့လာမှဒီလိုမျိုးခက်ခဲမှခက်ခဲအခက်ခဲတွေကြော်ဖြတ်ပြီးတော့ကျွန်တော်တို့စူးစမ်းနေတာပေါ့နော်မချမ်းမချေတဲ့မှာတော့ကျွန်တော်တို့တွေတနည်းရောတော့ မျိုးပေါ်ပြတ်တယ်မှာပေါ့ဗျာဟုတ်နင်းနေပြီလို့ပြောခြင်းတယ်ဟောဒါပေါ့ဒါပေါ့ပြည်သူတွေကလည်းမျောနေမှာပါเนาะပြည်သူတွေကလည်းဒီတပ်ဖွဲ့တွေမြို့ပေါ်ရောက်လာမဲ့အချိန်ကိုအမြဲတမ်းစောင့်နေကြတာပါဗောနော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်အခုလိုမျိုး KB ရဲ့အတွက်လည်းကျေးဇူးတင်တယ်အဲပြီးတော့ဒီအချိန်ထိပါဝင်ပေးနေတဲ့အတွက်လည်းကျေးဇူးတင်တယ်အဲပြီးတော့ဗောနော်ညီလေးရဲ့မိသားစုကိုလည်းကျေးဇူးတင်တယ်ကိုယ့်ရဲ့မျိုးသားရဲ့ရွေးချယ်မှုနောက်ကိုဗောနော်လုံးဝပြိပင်တားဆီးရမျိုးမရှိဘဲနဲ့အတူတူဒုက္ခခံပြီးတော့ အပါမီဖြည့်ပြီးရတဲ့အတွက်လည်းသူ့ကိုလည်းကျေးဇူးတင်တယ်ပေါ့နော်ပြီးတော့ညင်းနေနဲ့လည်းပိုပြီး queue site ပါမိသားစုလည်း queue site ပါပြည်သူတွေကိုလည်း queue site ပါရဲဘော်တွေကိုလည်း queue site ပါပေါ့နော်အားလုံးကိုယ်တွေအောင်မြင်တဲ့ခါကျရင်အားလုံးပြန်ဆုံကြပါမယ်ပေါ့နော်ပြန်ဆုံကြပါအဲ့တော့အားလုံးပဲကြားကြတဲ့အတိုင်းပဲ artist ရာတွေအားရရာတွေအရန်နားထောင်ကြည့်မယ်ဆိုရင်ဗျာအဲဟိုချိုးဖာကြီးကြာရင်ကျွန်တော်ပြောစရာတွေတောင်တွေ့လာဗာဖြစ်လို့လဲဆိုတော့ ချို့အခုချိန်ထိပေါ့နော်စစ်တပ်ထဲမှာရှိနေပြီးတော့အဲဘာကြောင့်မလို့စီရီယံမလုတာပါမိသားစုကြောင့်မှာဟာပေါ့ဘာကြောင့်မှာညာကြောင့်မှာဆိုတဲ့အကြောင်းပြချက်တွေပေးပြီးတော့အခုချိန်ထိမင်းအောင်လိုင်လက်အောက်မှာတာဝန်ထမ်းဆောင်နေတဲ့သူတွေလည်းရှိတယ်ပေါ့နော်ဒါပေမဲ့ဒီညီလေးကိုကြည်လိုက်သူလုံးဝသူသာအကြောင်းပြချက်ပေးမယ်ဆိုရင်အကြောင်းပြချက်တွေအများကြီးပေးလို့ရတယ်နေထားကလေးလေးမွေးထားမှာပေါ့နော်ရသားလေးပဲရှိသေးရပေါ့နော်အဲအဲ့လိုနေထားမှာတော့မှပဲဘာမှအကြောင်းပြချက်မပေးဘူးဒီ ဒီဟာကိုလုံးဝကန့်သက်တော့ရှိတာပေါ့ဗျာဒါပေမဲ့လည်းမတရားတဲ့ဟာကိုလက်မခံနိုင်တဲ့စိတ်နဲ့ကျန်တဲ့ဟာတွေအကုန်လုံးမေ့ပြစ်ပြီးတော့ပြည်သူဘက်ကိုရက်တည်တယ်ဒါတော့မှပဲအားမရပဲနဲ့တို့လည်းတပ်ဖွဲ့နဲ့အတူတူဒီနေ့ဒီချိန်ထိတိုက်ပွဲဝင်နေတယ်ဆိုတော့တိတ်ကိုကြီးကျူးလေးစားကြကောင်းတဲ့ရဲဘော်တယောက်ဖြစ်ပါတယ်အဲ့တော့ဒီလိုရဲဘော်တွေအကြောင်းကိုကျွန်တော်ဆက်ပြီးတော့လဲရှာဖွေပြီးတော့တင်ဆက်ပေးသွားအောင်မှာဖြစ်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်